လမ်မရောင်းတောင်ပြိပခအတွင်ရဲတပ်ဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့်တည်ဆုံခဲ့တဲ့တောင်သူဒေါခင်ဝင်းအမှုကိုစုံစမ်းဖော်ထုတ်ပေးဖို့တရုတ်တန်ယုံရှိမှဆန္ဒပြခဲ့ကြသူ6ဦးကိုတခုမျိုးနယ်တရားရုံးကဒီကနေ့ထောက်နှံတွေချမှတ်လိုက်ပါတယ်။ RFA သတင်းတောက်ကိုတီဟာထွန်းကတင်ပြထားပါတယ်ရှင်။လမ်မရောင်းတောင်ကျင်းနီစီမံကိန်းအနီးမှာဒေသခံတွေဆန္ဒပြစဉ်ရဲတပ်ဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့်တည်ဆုံခဲ့ရတဲ့တောင်သူဒေါခင်ဝင်းအမှုမှန်ဖော်ထုတ်ပေးဖို့ရန်ကုန်မြို့တရုတ်နိုင်ငံတန်ယုံရှိမှပြီးခဲ့တဲ့ဒီဇင်ဘာလ29ရက်နေ့ကဆန္ဒပြခဲ့ကြပါတယ်။ အဲ့ဒီအထက်ကဥဆောင်သူဘိုးကြီးအောင် နေမျိုးစဉ်ဒေါ်နော်အုံးလာဒေါ်ဆက်ဆန်ဝင်းကိုတင်ထွတ်ပိုင်ဒေါ်စိန်ထွန်းနဲ့ဦးတန်းဆွေစုစုပေါင်း6ဦးကိုတကုံမြို့နယ်တရားရုံးကအလုတ်ကျန်းတဲ့ထောင်ဒဏ်၄နှစ်၄လတီးခြားစီကြာခံဖို့ဒီနေ့အမိန့်ချလိုက်ပါတယ်အဲ့ဒီခေါင်းဆောင်6ဦးကိုနိုင်ငံတော်အကြီးညိုပြည့်စုံမှုတရားမဝင်စီတန်းလှည့်လည်မှုစတဲ့ပုံမှား6ခုနဲ့ဖမ်းဆီးအရေးယူခဲ့တာဖြစ်ပါတယ်။ဒီနေ့အမိန့်ချမှတ်တဲ့နေ့မှာလုံခြုံရေးအင်အားကိုအရင်ရုံချင်းတွေထက်တိုးမြင့်ချထားတာကိုတွေ့ရပါတယ်။ ရဲတပ်ဖွဲ့ကတကုံမြို့နယ်တရားရုံတွင်အစီအတားတွေချထားတာကြောင့်အဲ့ဒီအစီအတားတွေကိုဖျက်ရှားပေးဖို့ကိုနေမျိုးစင်တို့ကတောင်းဆိုစင်မှာရုံရင်စံခတ်မှုအနေငယ်လေးရှိခဲ့ပါတယ်တရားသူရဲ့စကားပြောမယ်တရားတရားရုံပြန်မယ်တရားသူကြီးပါပဲတာဝန်ရှိတယ်တရားသူရဲ့စကားပြောမယ်တရားသူရဲ့ဘုရားစကားပြောတယ်နေလေပိုင်းမှာသူတို့၆ဦးကိုနိုင်ငံတော်အကြီးအကျယ်ပြစ်စင်မှုရဲတပ်ဖွဲ့ရဲ့အလို့တာဝန်ကိုနှောက်ယှက်မှုတရားမဝင်စီတန်းလက်လည်မှုစတဲ့ပုံမှန်တွေနဲ့အလုံးနဲ့ထောင်နှံ၄နှစ်နဲ့၄လကြာခံဖို့အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ် ပုံမှန်353အတွက်တနည်း148အတွက်တနည်း905ကာကွယ်အတွက်နှစ်နှစ်ဆိုရင်၄နှစ်ကြာတယ်နောက်တစ်ခါတီးကြအပြင်ပုံမှန်16ရာဆွဲဆိုတဲ့အမှုမှာ၄လကြာတယ်အဲ့ဒါတွေကိုတီးကြစီကြာခံသေးလို့ဆုံးဖြတ်လိုက်တယ်ထောင်နဲ့ချမှတ်ခံလိုက်ရသူတွေကအခုလို9လနီးပါးကြာတရားဆွဲဆိုခံရပြီးပြစ်ဒဏ်ချမှတ်လိုက်တာဟာတရားမျှတမှုမရှိဘူးလို့လည်းဝေဖန်ကြပါတယ် မတရားချလိုက်တယ်၄နှစ်နဲ့၄လအလောက်ချမ်းချလိုက်တယ်၄နှစ်နဲ့အောင်အားလုံး၄နှစ်၄လချ၄နှစ်၄လ၄နှစ်၄လသဘောနဲ့မဟုတ်တရားစီကြားခံတယ်တရားစီတရားစီအဲ့တော့တော့မတရားဘူးတရုတ်ဩဇာခံရုတ်သိမ်းပစိယောအစိုးရကျွန်တော်တို့နိုင်ငံသားတွေကို၄နှစ်နဲ့၄လထောင်ချလိုက်တယ်ထောင်ချပြီးပြီချင်းရဲတော်ဘွဲအကြမ်းဖက်ဆွဲဆောင်အတင်းချုပ်ကားဝ တင်ဖို့လုပ်တယ်ဒီဖြစ်စဉ်ကအန်တီတို့ရဲတယ်လမ်းပိတ်တယ်လေအန်တီတို့ပြည်သူပိုင်လောင်းရဲပိတ်တယ်လေအန်တီတို့သူတို့လည်းကြော်တာကိုကိုဘေးလန့်ကိုသွားတာပဲရှိတယ်အခုဒီလိုလုပ်တယ်မတရားလုပ်တာနေလို့အစိုးရကိုယ်တိုင်မတရားအမိန့်ချတာကိုပြောရရင်တော့ကျွန်တော်တို့တိုင်းပြည်အတွက်ကြောက်တယ်တစ်ခု site ထူခဲ့နိုင်ပြီလို့ကျွန်တော်တို့ထင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်နိုင်ငံမှာကိုယ်နိုင်ငံအတွက်အလုပ်ပေးတဲ့လူတွေကိုလုပ်ကြွေးပြုခဲ့တဲ့လူတွေကိုဒီလိုမျိုးဒီမိုကရေစီဆိုရလို့လိန်နေတဲ့အစိုးရတစ်ခုက ဘယ်လိုအမိတ်ချရဲတယ်ဆိုတဲ့ဟာကြောက်တဲ့ခုပေါ်ခဲ့ပြီဒီလိုကနေပြီးတော့ကျွန်တော်တို့ရှစ်ဆက်ပြီးတော့နောက်အစိုးရတွေအတွက်ဒီလိုကိစ္စမျိုးတွေမှာဘယ်လိုကင်တွယ်ရမလဲဆိုတဲ့သင်ခန်းစာတွေကိုယူသင့်တယ်လို့ကျွန်တော်ဒီများနဲ့တုံ့တက်မိပါတယ်ထောင်ထံချမှတ်ခံရသူတွေကဒီပြစ်ဒဏ်ချမှတ်ခံရမှုအတွက်အယူခံမဝင်ဘူးလို့ပြောပါတယ်ခင်ဗျာ